င်းမဲမင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စာရေးဆရာမ Delphin Shen ရေးသားထားတယ် The River of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့သမိုင်းနောက်ခံဝိတ္ထုစာအုပ်လေးတဲကအခန်းလေးဘဘ အပိုင်း၁ပဲဖြစ်ပါလေရှင်။ဒီနေ့2010ခုနှစ် March လ12ရက်ကျွန်တော်အသက်80ပြည့်တယ်ဗျာအသက်80ဆိုတာ အတော်ကြီးလွန်းပြီဗျ။တင်းချိုင်းမီးတင်းကျိုဆက်ကိုလှမ်းမြင်နေရပြီ။မဝေးတော့ဘူး။မဝေးတော့ဘူးဆိုမှဒီခီးနီးသလားလာမေးမနေနဲ့။ဝေးပါသေးတယ်လေလာပြောမနေနဲ့။ခီးဆုံးနီးနေတာကိုလည်းသိတယ်။မီးတင်းကျိုဆက်မဝေးတော့တာလည်းသိတယ်။ရှင်ချိန်နေလာပြီဆိုတာလည်းသိတယ်။ တေးချင်းကက်လာပြီဆိုတာလဲသိတယ်အဲ့ဒါတွေသိတာထက်ပိုသိတာကလှုပ်ရှားတွေအများကြီးရှိသေးတယ်ဆိုတာနဲ့လှုပ်ရှားတွေကိုလှုပ်နိုင်သမျှအများကြီးလှုပ်သွားရအောင်ပဲဆိုတာပါပဲဒါကဒီစာဆောင်မှာအဓိကပြောချင်တဲ့အချက်ပါဟန်တာဝတီဥဝင်းတင်ဘာလဲဟဲ့လူငယ်ရဲ့ စကလုံးတွေကြွယ်ကြွယ်ဝဝသုံးဆွဲရမှာအမြဲတစေစိတ်အားထက်သန်မှုရှိတဲ့ဘဘဟာလွတ်လပ်မှုနဲ့ပတ်သက်လို့တော့ဖွဲ့ဖွဲ့နဲ့နဲ့မပြောတတ်ပါဘူး။တန်တိုင်းတွေနောက်မှာလွတ်လပ်မှုဆိုတာမရှိပါဘူး။အထီးကျန်အေးဆက်မှုအတွင်းမှာဘယ်ပွဲတော်မှခြေမချပါဘူး။စိတ်လွတ်မြောက်စရာအချိန်အခက်ရတဲ့မရှိပါဘူး။ ဘဝတက်တန်းရဲ့လေးပုံတစ်ပုံလောက်ပိတ်ဆို့ခံထားရမှုအပေါ်မှာတရားမျှတမှုဆိုတာကိုမှုံဝါးဝါးလေးတောင်သူသူရှာမတွေ့ခဲ့ပါဘူးသူ့ကိုပြန်လွတ်ပေးလိုက်တဲ့အချိန်မှလည်းအခြေအနေတွေကထူးမခြားနာပါပဲပြင်သစ် International Radio ကသတင်းတောက်တယောက်ရန်ကုန်ကိုလာပြီး သူ့အထုပ်ပတ်တီကိုပြုစုဖို့အချက်အလက်တွေစုဆောင်းခဲ့ပြီးမြေ ။ပေမင်းနဲ့အပြိုင်သူ့ဖာသာရေးသားထားခဲ့တဲ့အကြောင်းအရာတွေထက် ပိုးပြီးသိမသွားခဲ့ပါဘူး။ထောင်ကလွတ်လာပြီးနောက်မှာလွတ်လပ်မှုကိုဥယင်းတင်ကင်မွန်းတက်လိုက်တာကဟာသားတဲ့2008ခုနှစ်စက်တမ်ဘာလ23ရက်နေ့မှာသူ့ကိုအင်းစိန်အကျဉ်းထောင်ကနေပြန်လွှတ်ပေးလိုက်ကြပါတယ်။19နှစ်2လနဲ့19ရက်ကြာနေခဲ့ရပြီး သူကြကန်ခဲ့ရတဲ့ထောင်တန်းအတိုင်းဆိုရင်နှစ်ဆေးဖို့၉လပဲလူတော့တာဖြစ်ပါတယ်။သူ့ရဲ့အကျဉ်းခံတကားကိုတော့ဖွင့်ပေးတဲ့အချိန်မှာနေမင်းဟာမနဲ့ခင်းရဲ့စူထိုင်းမှုကိုအပူဓာတ်ပေးနေတော့မဲရှိပါသေးတယ်။သူကအပြင်ထွက်ဖို့ညှင်းဆန်ခဲ့ပါတယ်။သူ့ရဲ့စာအုပ်တချို့နဲ့အဝတ်ဟောင်းတချို့ကိုထုတ်ပိုးတွားဖို့နောက်ဆက်တွဲအမိန့်ပါမလာလို့ပါ။ဒါအပြင် ပြစ်မှုဆိုင်ရာလူငင်းချမ်းသာခွင့်ပုံမှန်၄၀၁နဲ့လွတ်တာမှုစော်ကားတာပဲဆိုပြီးဒေါသပုံထနေပါလေ။ဘာဖြစ်လို့လဲဆိုတော့သူဟာပြစ်မှုကိုတကယ်ကျူးလွန်ခဲ့ပါတယ်လို့ဝန်ခံရရောက်သွားပြီး အစိုးရရဲ့ခွင့်လွှတ်ပေးမှုကိုလက်ခံလိုက်တယ်လို့အဓိပ္ပာယ်တက်ရောက်သွားလို့ပါ။ဒါအပြင်အနာဂတ်နိုင်ငံရေးလှုပ်ရှားမှုအလုံးကိုဆွတ်လွတ်ပါမယ်လို့ရေးထားတဲ့ ပုံစံစာရွက်မှာလက်မှတ်ရေးထိုးရမယ့်အခြေအနေရောက်လာနိုင်လို့ပါပဲသူတို့ဟာနွားတကောင်ကိုလဘော်ကနေခုံကြော်သွားဖို့ခိုင်းနေတယ်လို့ဖြစ်နေပါတယ်ပြဿနာကသူ့မှာသူတို့ကိုအေးမဆိုင်တဲ့တမိုင်းချောင်းရှိခဲ့ပါတယ်1990ခုနှစ်မှာသူတို့ကသူ့ကိုနေလဲစာကြွေချော့မော့ပြီးအလားတူ အခွင့်အရေးမျိုးပေးခဲ့မှုပါတယ် 1995ခုနှစ်မှာလဲမလုံပေးခဲ့ဘူးပါတယ်။ပြန်တွေးကြည့်လိုက်ရင်ပိန်မွေတဲ့အခွင့်လန်းတစ်ခုဖြစ်ပါတယ်။မကြသေးခင်ကမှ ထောင်ကလွတ်သွားတဲ့ NLD ထူထောင်သူတွေဖြစ်တဲ့ဒေါန်ဆန်းစုကြည်ဦးကြည်မောင်ဦးတင်ဦးတို့နဲ့ပြန်လဲပေါင်းစည်းခွင့်ပေးတာပါ။ပြီးခဲ့တဲ့9လလောက်တုန်းကလဲနောက်ဆုံးကြိုးပမ်းမှုအနေနဲ့ကြိုးပမ်းခဲ့ကြပါသေးတယ်။အဲ့ဒီတုန်းက သူဟာရန်ကုန်အထွေထွေယောဂါကုစေယုံကြီးရဲ့မြေအောက်ခန်းထဲမှာဥကြယောဂါခွဲစိတ်မှုကိုဒုတိယအကြိမ်လှုပ်ထားပြီးလို့နလန်ထခါစားပဲရှိပါသေးတယ်။ရုပ်ပိုင်းဆိုင်ရာအရာအားနည်းနေတုန်းမိစည်းအရှင်ကြောင့်သူ့အုံနောက်ထဲမှာရှုပ်ထွေးနေတုန်းအချိန်ဖြစ်ပါတယ်။နောက်ပြတနာတစ်ခုက သူ့ရဲ့ဆယ်စုနှစ်နှစ်နှစ်တာ ထောင်ကျနေတဲ့ကာလတလျှောက်လုံး ူဟာအညွန့်ချိုးခံပြီးဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး1988ခုနှစ်မှာ NLD တာဝန်ခံတွေနဲ့သူမဆက်သွယ်ခင်ဂျာနယ်လစ်တစ်ယောက်အဖြစ်ကျင်လည်ခဲ့တဲ့သူ့ရဲ့ဆယ်စုနှစ်၄ခုကြာဘဝဟာတိုင်းပြည်ရဲ့အုပ်ချုပ်ရေးအရှုပ်အထွေးစီးကြောင်းတွေကြားမှာတောက်လျှောက်ဆိုသလိုကျင်လည်ခဲ့ရတာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကနေကျောင်းထွက် နိစ္စယမိတ်ဆွေတွေကိုအသုံးချနောက်ဆုံးရပြင်သစ်သတင်းအေဂျင်စီကသတင်းတွေကိုစုစည်းပြီးအာယုံတက်အမီမန္တလေးကိုပို့ရတဲ့သူ့ရဲ့ပထမဆုံးအလုပ်မှာသူအတိအမှတ်ပြုခံခဲ့ရပါတယ်သူဟာသတင်းစာတစ်စောင်ကိုတွဲဖက်ထူထောင်ပြီးနောက်အရှိုက်ထီအောင်ရဲရဲတင်တင်ရေးတဲ့ခေါင်းကြီးပိုင်းတွေနဲ့ရှေ့ဆောင်ခဲ့ပါတယ်တရုတ်ပြည်နယ်ဇက်က တောင်တန်းဒေသမှာနေထိုင်ကြတဲ့ကချင်ပြည်သူလူထုစီအလဲအပတ်ခီးထွက်ခဲ့တုံးသူတွေ့ရှိခဲ့တဲ့အာအသင့်စရာ ကောင်းလောက်အောင်စင်းရဲမွဲတီမှုနဲ့အဆက်အသွယ်ပြက်နေမှုအကြောင်းသတင်းဆောင်ပါ ရေးသားဖော်ပြခဲ့ခြင်းအပြင်တက်မတော်နဲ့ပထမအုပ်ဆုံးထိတ်တိုက်ရင်ဆိုင်မှုလုပ်ခဲ့ရပါတယ်ပြည်သူလူထုရဲ့အမြင်ခုံရုံးမှာတင်ပြပြီး ဆွေးနွေးသုံးသပ်အမြင့်ဖြတ်ရမယ်အကြောင်းအရာတွေဖြစ်တယ်လို့သူခံစားမိတဲ့အတွက်တင်ပြဖို့လိုအပ်တဲ့သတင်းဆောင်ပါတွေကိုမရက်မနာရေးသားခဲ့ပါတယ်။သူ့ရဲ့လှုပ်ရဟာထောင်ကျနိုင်တဲ့စွန့်စားမှုတစ်ခုပါ။အဲ့ဒီဝေဖန်သုံးသပ်မှုတွေကိုလုပ်နေတဲ့1958ခုနှစ်ကာလဟာစစ်တပ်ကအိမ်ဆောင်အစိုးရအဖြစ် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အချိန်ဖြစ်ပါတယ်။စစ်တပ်အာဏာပိုင်တွေကြားမှာ ကြောက်မဲ့ဖွယ်သေရသေးကြတဲ့စိတ်ဓာတ်တွေကိုပေါ်ပြနေတဲ့အချိန်ကာလဖြစ်ပါတယ်။ထောင်ထဲမှာသူဟာ အစာငတ်ခံတိုက်ပွဲတွေဆင်နွှဲခဲ့ပါတယ်။အရေးကြီးတဲ့နှစ်ပတ်လည်နေ့တွေရောက်တိုင်းအချင်းထောင်ရဲ့တိုက်ခတ်ရေးခွေးတွေနဲ့အတူမျှဝေနေထိုင်ရတဲ့ခွေးလောင်အိမ်တန်တိုင်တွေကြားကနေအော်ဟစ်ပြီးဂုံပြူမိန်ခွန်းတွေ ပြောတတ်ပါတယ်။ဒါအပြင်1988ခုနှစ်ရေးတော်ပုံကြီးကို အဖြတ်သမားတွေနဲ့အကျန်းဖက်သမားတွေကလှုံ့ဆော်လို့ဖြစ်ပေါ်လာတဲ့အရေးအခင်အဖြစ်တရုတ်ဖြစ်ထားတဲ့ပြပွဲတစ်ခုနဲ့ပတ်သက်လို့ရှုံချတဲ့25မျက်နာရှိတဲ့စာတန်းတစ်စောင်ကိုရေးသားခဲ့ပါတယ်1990ခုနှစ်မှာ သူတို့ကသူ့ကိုထောင်တွင်းအကျဉ်းခန်းထဲကနေခေါ်ထုတ်ပြီးရန်ကုန်မြို့လေက envine ခမ်းမမှာပြနေတဲ့အဲ့ဒီပြပွဲကိုပြတာပါ သူ့ကိုခေါ်ပြရခြင်းအကြောင်းရင်းကတော့နိုင်ငံ အတွင်းကနာမည်ရှိပြီးသားလူတွေကိုသူတို့လူဖြစ်အောင်စူးစမ်းရေးစီမံကိန်းရှိနေလို့စီယုံတဲ့သဘောနဲ့ခေါ်ပြခြင်းဖြစ်ပါလေ။ပြာပွဲကြွေးကြော်သံဖြစ်တဲ့တက်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတာကိုဦးဝင်းတင်ကသီးခံစိတ်ရှိတဲ့ចောင်းអុកសៀាជីတယောက်လို့တက်မတော်ဆိုတာပြည်သူတွေကနေပောက်ဖွာလာတာပဲ။ဒါကြောင့် ပြည်သူတွေဒါသတ်မတော်ရဲ့မိဘတွေဖြစ်တယ်လို့ကြွေးကြော်သံတင်ရမှာလို့ပြောပြခဲ့ပါတယ်။ပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားပြောသက်တူးလို့သူ့ကိုသူကြီးညာထားတဲ့အတိုင်းသူကသူတို့ကို ပြောလဲပြောရေးလဲရေးပါတယ်။သူတို့ကသူ့ကိုအခွင့်ရေးပေးတဲ့အနေနဲ့စာရွက်တွေပေးထားလေတော့သူလည်းအကြိုက်တွေ့ပြီးသူရေးချင်တဲ့အမှန်တရားတွေကိုအကုန်ရေးတော်တာပါပဲ။ သူ့ရဲ့တတိကောင်းမှုကြောင့်ကိုးပြားချနာတဲ့ကင်တွယ်မှုကိုခံရပါတယ်။အကျဉ်းသားတွေကိုတားမြစ်ထားတဲ့စာရွက်တွေဖောင်တိန်ဘောပင်တွေဖတ်စရာစာအုပ်တွေကို သူသုံးဆွဲခွင့်ရပါတယ်။ဘာမှခင်မထားတဲ့ကွန်ကရစ်ကျန်းပြင်ပေါ်မှာအသားတွေက ထုံသွားပြီးနှလုံးမခုံတစ်ချက်ခုံတစ်ချက်နဲ့အေးချက်ကအယိုးအထိစိတ်ဝင်ရာက သတိလက်လွတ်ဖြစ်သွားတဲ့အခါကြမှသာ စိတ်အနာရသွားတော့တာပါလက်ဆောင်အဖြစ်ရလို့ဖြစ်ဖြစ်ကုံပစ္စည်းချင်းဖလှယ်လို့ရတာဖြစ်ဖြစ်ပြည်တွင်းဖြစ်စေဘောလိတ်တလိရရင်အတော်အသုံးတဲ့ပါတယ်တောက်ဖို့မဟုတ်ရှူဖို့လည်းမဟုတ်ပါဘူးမှုနဲ့ထွက်နေရင်လည်းအေးမကြီးပါဘူးစေဘောလိတ်လိတ်ထားတဲ့အရွက်တွေကိုခွာမချပါဘူးတုံတုံရင်ရင်လက်ချောင်းတွေနဲ့ဖင်စီကန်ကိုစမ်းရပါတယ်အဲ့ဒီဖင်စီကန်ဟာ များသောအားဖြင့်သတင်းစာဆက်ကူအပိုင်းအစတွေနဲ့လှုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီသတင်းစာဆက်ကူအပိုင်းအစတွေကိုနေခင်းအလင်းရောင်မှာ ဖြန့်လိုက်ပါတယ်။အဲ့ဒီအပိုင်းအစတွေပေါ်မှာပုံနှိပ်မှင်းအချစ်၃ချစ်လောက်ပဲပါလာတာဖြစ်ဖြစ်စာလုံးနှလုံးလောက်ပဲပါလာတာဖြစ်ဖြစ်စာပိုက်တစ်ပိုက်လောက်ပါလာတာပဲဖြစ်ဖြစ်ဒါဟာကမ္ဘာလောကကြီးတစ်ခုလုံးကို ရှာဖွေ တွေ့ရှိလိုက်တာဖြစ်ပါတယ် ဒါမှမဟုတ်ပြန်လဲတွေ့ရှိလိုက်တာဖြစ်ပါလေခနာကိုကိုဖြက်စည်းခွင်ပေးထားရတာပါတရိษံတာတာရှင်သန်နေထိုင်မှုနဲ့နေ့စဉ်နဲ့အမျှခွန်အားတွေစုပ်ယုပ်အောင်လှုပ်ချင်းခန်းနေရတာပါအကျင်းထောင်ထဲမှာစိတ်တက်ကြန့်ခိုင်ဖို့ဆိုတာလွယ်လာတာမဟုတ်ပါဘူးဒါပေမဲ့စာသမားတယောက်ဖြစ်တဲ့ဦးဝင်းတင်ကတော့ လွတ်လပ်တဲ့သွင်ပြင်မူယာနဲ့နေနိုင်ခဲ့ပါတယ်။စိတ်ရဲ့စာလောင်မွတ်သိမ့်မှုတွေကိုအောင့်အီးမထားပါဘူး။ထောင်ထဲမှာအတူတကွဆင်းရဲဒုက္ခခံနေကြရသူတွေဟာအတူတကွပူပေါင်းပြီးစိတ်ထွက်ပေါက်ရှာတတ်ကြစမြဲပါ။အဲ့ဒီလိုလူတွေထဲမှာသူကကောင်းတဲ့ကြီးဖြစ်ပါလေ။စာပေရေးသားဖြန့်ချီရေးလှုပ်ရှားမှုကြီးတွေမှာအကြီးအကဲဖြစ်ခဲ့ပါလေ။ ီလိုနဲ့သူကအင်းစိန်ထောင်ရဲ့ပူးတွဲလှုပ်ရှားမှုကောမဒီ Joint Action Comedy JAC ဖွဲ့ဖို့စော်ဩခဲ့ပါတယ်။အဲ့ဒီစိတ်ကူးဟာအကျဉ်းခံတစ်ခုကနေတစ်ခုပြန့်နှံ့သွားတယ်။ပိုက်တွေခွက်တွေနိုင်ရန်တွေခောက်ပြီးအချက်ပြသင်္ကေတစနစ်နဲ့ပို့တာဒါမှမဟုတ်ကြောက်စရစ်ခဲအစုံလိုက်အစုံလိုက်လှုပ်ပြီးလျှို့ဝှက်ကုတ်စနစ်နဲ့ပို့တာ ပလတ်စတစ်အိတ်တွေကိုသီးပြီးလျှို့ဝှက်ကုတ်စနစ်နဲ့ပို့တာအဆရှိတဲ့နှီးတွေသုံးပြီးကောမဒီဖွဲ့ရေးစိတ်ကူးကိုပြည့်နှံ့အောင် လုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင် secret တွေပေးပက်ဆန်တွေပေးအပြင်ကနေသွင်းလို့ရတဲ့ကိုပိုင်ပစ္စည်းတွေပေးပြီးစီယုံထားတဲ့အကျဉ်းထောင်ရုံအမှုဌာန်တွေ အသေးအဖွဲပြစ်မှုတွေနဲ့ထောင်ကျနေတဲ့ထောင်သားတွေကသစင်း အထဲမှာစလိပ်ပြီးထည့်ထားတဲ့စေးဘောလိပ်တွေကို ဖြန့်ခိုင်းတဲ့ဤကိုလည်းသုံးခဲ့ကြပါတယ်။ပိုကောင်းတာကတော့ရေချိုးချိန်အများဆုံးရေကန်မှာတွေ့ကြတော့စကားနဲ့ခတ်သက်သက်ပြောပြလိုက်တဲ့ဤပါပဲ။အရန်ကိုကန်ကောင်းရင်တော့လက်ရွေးစင်ဝါဒါတွေရဲ့ကြီးကျက်မှုနဲ့အပြင်ဘက်မှာကိုလက်လှုပ်ရှားအာကစားလေးကျင်ခန်းကိုတဏှာကြီး နှစ်နာရီလောက်စုပေါင်းလုပ်ခွင့်ရတဲ့အချိန်နဲ့ကြုံကြိုက်တုံးပြောပြလို့ရပါတယ်။ဒီလိုနဲ့လနဲ့ချီးလာတဲ့အခါစီးလုံးညီညွတ်မှုကနေလှုပ်ရှားမှုတရက်အဖြစ်ဖူးပွင့်လာပါတယ်။ထောင်ထဲတရားမျှတမှုရရှိရေးကိုဥတီထားပြီးပူးပေါင်းပါဝင်ကြတာပါ။အဲ့ဒီအချိန်မှာကော်မတီရဲ့ကွန်ရက်ဟာအ ਨੇ စုံ အဆောင်နှဆောင်နဲ့အခန်းချင်း 2ဒါဇင်လောက်ကိုချိတ်ဆက်ထားနိုင်ပြီဖြစ်ပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာစနစ်တကျနဲ့လုံနိုင်ခဲ့တာတော့မဟုတ်ပါဘူး။အမှန်တိုင်းပြောရရင်စစ်အစိုးရစန့်ကျင်တဲ့တစောက်ကန်းသမားတွေထဲကတဲ့ယူပြီးစုပေါင်းလှုပ်ရှားရခဲ့တာဖြစ်ပါတယ်။ထောင်ကျနေတဲ့အကျဉ်းသားအမျိုးအစားပေါင်းစုံပါဝင်ပါတယ်။တဖက်စွန်းကွန်မြူနတီတွေကစပြီးလက်နက်ကိုင် လူမျိုးစုပျောက်ကြားခေါင်းဆောင်တွေမလဲမဝင်နဲ့ ဒကြွကြွတရွရွဖြစ်နေတဲ့ចောင်းသားတွေစစ်တပ်ကတံမှုဟောင်းတွေရွေးကောက်ခံတားရတဲ့ဝင်ကြီးဟောင်းတွေအမျိုးသားဂျာနယ်လစ်ပညာဆိုင်ရာပိန်ကက်ကဂူရူကြီးတယောက်အထီပေါ့ပူတွဲလှူရှားရေးကော်မတီရဲ့ရေးတွက်မှုအရာအကျဉ်းသားပေါင်း300ကျော်ပါဝင်ခဲ့ပါတယ်အဆောင်တွေထောင်လုံသမားတွေလည်းအများအပြားပါဝင်ခဲ့တယ်လို့ဆိုပါတယ် ကောမဒီရဲ့ဂုံတိတ်ခါဟာဆောင်ရွက်မှုအလုံးမှာကွက်တိတဲ့ရောက်မှုရှိခဲ့ပါတယ်။ဒေါသရဲ့ထိုးနှက်ချက်တွေဒါမှမဟုတ်ညှိငွေမှုတွေကိုမချစ်တင်ခဲ့ခံစားနေရလေတော့တစုံတယောက်ရဲ့ဩဇာကိုခံကျင်တဲ့ဆန္ဒတွေပေါ်ပေါက်လာတတ်ပါတယ်။ဒီလိုနဲ့အတူတကွထောင်ကျနေသူတွေကြားထဲမှာခင်နောက်ကျနေပြီဖြစ်တဲ့အမျိုးသားရေးအနေရဂိုင်းကနဝါဒပေါ်ပေါက်လာပါတယ်။ဆိုတာက နေမင်းကြီးဟာ ထောင်ထဲကအကျဉ်းသားတွေထမင်းထည့်စားရတဲ့တတ်သူပုံစံခွက်တဲကူခွန်အားစိုက်ထုတ်မှုအပြည့်နဲ့ရောင်ကြီးတွေစုပြုံထိုးထားသလားအောင်းမရလောက်အောင်အကျဉ်းသားနံပါတ်တစ်ခုကလွဲလို့ဘာမှပိုင်ဆိုင်မှုမရှိတဲ့အကျဉ်းသားတယောက်ရဲ့သွေးတွေဟာအမဲလို့စူပွက်နေတာဖြစ်ပါတယ်။သွေးစူနေတဲ့လူတယောက်ဟာတတိလစ်ဟင်းမှုဖြစ်တတ်လေတော့ ဖျားယောင်သွေးဆောင်မှုအောက်မှာအလွယ်တကူပဲဇက်တူစားခြင်းစားတဲ့ရက်ဆက်မှုကိုကျူးလွန်သွားနိုင်ပါလေ။အဆောင်တွေထဲရောက်လာတဲ့သရှူတွေကလည်းရှိနေတာမှုအနံ့ခံရှောင်ရှားနိုင်မှုလည်းလိုအပ်ပါတယ်။တာမန်ကျင်းသားတွေဟာအိမ်သာတန့်ရှင်းရေးလုပ်တဲ့အလုပ်ဒါမှမဟုတ်တခြားညစ်ပတ်ပေးရတဲ့ဝေယံဝိဆာတွေလောက်ရတဲ့အလုပ်တွေမလုပ်ချင်တော့နိုင်ငံရေးသမားတွေထဲတိုးဝင်ပြီး နိုင်ငံရေးသမားတွေရဲ့သတင်းတွေကိုသက်ဆိုင်ရာ အာဏာပိုင်တွေစီ ပို့ပေးရတဲ့သတင်းပေးအလုပ်ကို လာလုပ်ကြတာဖြစ်ပါတယ်။ထောင်ထဲမှာကဒီမိုကရေစီဆိုတာ မာယာပြိုင်တဲ့ကစားကွင်းအဆင့်လောက်ပဲရှိပါတယ်။အတူအဆတွေစုပေါင်းပြီးဆန်းဆန်းပြပြလျှက်စစ်ကိရိယာတစ်ခုတီထွင်ဖို့အတွက်ညံထုတ်ရတယ်လို့မျိုးညံထုတ်ဖို့လိုပါတယ်။ တ်ဆန်နဲ့လက်မထိုးနိုင်ဘူးဆိုရင်တော့လူမှုကွန်ရက်တစ်ခုတီဆောက်ဖို့အတွက်ဘာအာဟာရဓာတ်မှမပါတဲ့စံပြုတ်ထဲထည့်စားနိုင်ဖို့အတွက်ကြက်ဥတလုံးဒါမှမဟုတ်ငါးကြော်တကောင်အစရှိတဲ့ပရိုတိန်းဓာတ်ပါတဲ့အစာအစာတမျိုးမျိုးနဲ့စီယုံတိမ်တွင်းရပါလေ community တွေရဲ့လှုပ်ရှားမှုတွေကလည်းရှိနေလေတော့ကျောင်းသားတွေကိုယူသလိုပေါ်သလိုနဲ့ပန်းရောင်စူးသွားမဲ့အန္တရာယ်ကိုလည်း ကြောက်နေရပါသေးတယ်။သူတို့ပန်းရောင်ဆိုးတဲ့အလုပ်ကဘာနဲ့တူတယ်လဲဆိုတော့အသက်ကယ်နိုင်တဲ့ဝမ်းရှော့ယောဂပျောက်ဆေးတွေကိုတရားမဝင်ထုတ်လုပ်ပြီးတကယ်ဝမ်းရှော့နေတဲ့သူတွေကိုတော့ရောင်းတာဖြန့်တာမလုပ်ပဲစုပုံတူလောင်ထားတာနဲ့တူးနေတယ်။နိုင်ငံရေးသဘောတရားအသိန်းဖွဲ့တာနဲ့ပဲပြီးနေတာဖြစ်ပါတယ်။ကွန်မြူနတီတွေရဲ့ကိုယ်ယိုကာယနိုင်လာတဲ့တိမ်ချင်းမှုတွေဟာ ပတ်ဝင်ယုံကြည်သူတယောက်အတွက်တော့ acid ဖြစ်သွားနိုင်ပါတယ်ဘဝတလျှောက်လုံးမွေဝေးခပိုက်ပိုက်ထားသလိုဖြစ်သွားနိုင်ပါတယ်များသောအားဖြင့်တော့အလုံးမဖြစ်ပါဘူးရှိပါသေးတယ်ဘုံရန်သူဆိုတာကိုအလွန်အကျွံအာယုံစိုက်လိုက်တဲ့အခါကျတော့ကျင်နဲ့ကွေးပြားခြားနားမှုတွေဟာပြတာတာဝါတာတာတွေဖြစ်ကုန်ပါလေကြဲကြဲပြက်ပြက်ဖွဲ့စည်းတီဆောက်လိုက်တယ်ဆိုတော့ခေါင်းမာတဲ့နိုင်ငံရေးအကျဉ်းသားတွေက အစပြုပြီးအသေးအဖွဲပြစ်မှုတွေနဲ့ထောင်ချနေတဲ့အကျဉ်းသားတွေမူရစ်စေဝါမှောင်ခိုကုံကူးသူတွေအဆောင်တွေထဲသတင်းလာထိုးထည့်ထားတဲ့သတင်းပေးတီလီကြဘူးတွေပါ စီးရင်ထဲရောက်ကုန်တာပါပဲပြီးတော့အကျဉ်းထောင်အမှုဒန်းတွေကမကြေမနက်ဖြစ်နေကြသူတွေလည်းပါကြပါတယ်စာနာစိတ်ရှိသူတွေရတဲ့လစာနဲ့မလောက်မကဖြစ်နေသူတွေ စစ်တပ်ရဲ့အစင်အတန်းခွဲခြားတဲ့စနစ်အောင်မှာနောက်ဆုံးအဆင့်ဖြစ်နေလို့ခံစားနေရသူတွေပေါ့။ဦးဝင်းတင်ကတော့အုပ်စုတိုင်းနဲ့သက်ဆိုင်နေတဲ့ JC Committee ထဲမှာကိုယ်စားလှယ်တယောက်အဖြစ် ပါဝင်နေရတာကိုပဲသူကိုယ်သူဂုဏ်ယူနေပါတယ်။လူတိုင်းဟာကိုကြရနေရာကနေပါဝင်လှုပ်ရှားနေကြတာပါ။မီဒီယာနဲ့သတင်း Committee လို့သူတို့ဖာသာနာမည်ပေးထားတဲ့ Committee ကအဖွဲ့ဝင်တွေဟာ ကျန်ရည်ဖန်ရည်ရှိတဲ့အုံနောက်ကိုတုံးပြီးပြည်တွင်းဂျာနယ်တွေရှာရှာပါပါ time နဲ့ new week စာစာဆောင်တွေကိုခိုးသွင်းလာခဲ့ပါတယ်။အံဘွယ်တရဲ့အဖြစ်ဆုံးကတော့ရှစ်လိုင်းအိတ်ဆောင်ရေဒီယိုတလုံးတောင်မဟုတ်ပဲနှလုံးတောင်ခိုးသွင်းနိုင်ခဲ့တာပါ။အဆောင်တွေမမြင်အောင် အကာအကွယ်ယူပြီးရေဒီယိုကိုလိုင်းမိအောင်ဟိုဆောင်ဒီဆောင်နဲ့ကောင်းကောင်း ချိန်နိုင်သွားပြီဆိုရင်တရားမဝင် လွှင့်ထုတ်နေတဲ့ပြည်ပအတန်တွေကိုဖမ်းယူနားထောင်နိုင်တယ်လို့ဟိုလှဲ့ဒီလှဲ့လှုပ်ချိန်ပြီးအစိုးရဝါဒဖြန့်ချီရေးအတန်လွင့်ဌာနဖြစ်တဲ့မြမအတန်ကိုဖမ်းယူနားထောင်နိုင်ပါတယ်ရေဒီယိုကနေနားထောင်ရတဲ့သတင်းတွေကို သတင်းလွှာအဖြစ်ပြန်လဲဖြန့်ဖြူးဖို့ကြတော့လေရေးအလှဆုံးလူငယ်တယောက်ကိုတာဝန်ပေးလိုက်ပါတယ်ဒီလိုနဲ့သူဟာ လရေးစာဆောင်ထုတ်လုပ်ရေးကော်မတီကိုကြီးကြပ်သူ ဖြစ်သွားပါတယ်။စေဝါထောက်ပံ့ရေးကော်မတီရဲ့ပူးရဲခေါင်းဆောင်တွေကတော့1990ခုနှစ်က NLD အဖွဲ့ဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ကြတဲ့ဒေါက်တာဇော်မြင့်မောင်နဲ့ဒေါက်တာမြင့်နိုင်တို့ဖြစ်ပါတယ်။သူတို့ရဲ့အကျဉ်းခံထဲမှာတန်ရှင်းတဲ့စေထိုးပိုက်တွေပရာစေးတွေတင်ချာတွေ အိမ်တွင်းအလုပ်စေးရီတွေရှိထားကြပါတယ်။အသေးယောဂါလိုအရေးကြီးယောဂါတွေမကုသနိုင်ပေမဲ့အတော်အတန်ယောဂါတွေကို ကုသပေးနိုင်ပါတယ်။တနည်းနည်းနဲ့တော့ကျန်းမာရေးကိုဆောင်လျှောက်ပေးနိုင်ခဲ့ပါတယ်။ကြပြားတွေကလည်းအနုအလှတွေတင်စားမှုတွေနဲ့ရေးဖွဲထားတာမျိုးမဟုတ်တော့ပဲလက်ဖက်ရည်ကြကြတစ်ခွက်တောက်ရသလိုရတမျိုးတွေဖြစ်ကုန်ပါတယ်။ တက္ကသိုလ်သမိုင်းကျောင်းကိုအခြေခံတဲ့စိတ်လှုပ်ရှားမှုတွေစီ နောက်ကျောင်းပြန်ရေးဖွဲ့ထားကြတာကို တွေ့ရပါတယ်။သူတို့ရဲ့ကြ བྱ ားတွေဟာ အခုလိုမျိုးတွေဖြစ်ကုန်ပါလေ။သိထားကြပါစို့စစ်တပ်ထဲကအာနာငတ်နေသူတွေစစ်တပ်ထဲကနတ်ဆိုးတွေကစစ်တပ်အုပ်ချုပ်တဲ့နိုင်ငံထူထောင်မှုစန္ဒရှိနေကြ။ စစ်တပ်ဒီမိုကရေစီနဲ့စစ်တပ်နိုင်ငံရေးအောင်မှာခွတ်တောင်းရဲ့အာမန်နဲ့အတူပြက်ပြက်သားသားတွန်းလှန်ကြမှာမို့သမိုင်းမှာထာဝရကပီးတင်ကြပါစို့သူတို့ဟာကြောက်သားနဲ့ထွင်းထူထားတဲ့အပြောင်မြောက်ဆုံးလက်ရာတွေဖြစ်လာဖို့ရည်စူးပြီးဘယ်တော့မှရေးဖွဲ့မှာမဟုတ်ပါဘူးဘလောက်ပဲစိတ်ဒစဆန်းဆန်းဒါမှမဟုတ်နေရန်ဘောကစာတန်းတွေလို့ ပေါ့နေတဲ့လက်ရေးချစ်မှုတွေဖြစ်နေနေရှုထောင့်အမြင်တရက်ကိုတင်ဆက်နိုင်ရင်တော်ပါပြီဒါမှမဟုတ်စကယ်လုံးနေရေးဖွဲ့ရမှာတိုင်းပြည်ကိုတိုက်ခိုက်သိမ့်ပိုက်အုပ်ချုပ်ခြင်းနဲ့စိတ်နဲ့အခြေခံအကြဆုံးတော်လန်ရေးအလုပ်ကလွဲလို့တခြားအလုပ်အားလုံးကိုညှင်းပယ်တဲ့လက်တွေနဲ့ရေးဖွဲ့ဖို့ပဲလိုပါတယ်ဦးဝင်းတင်အဖို့တော့ရာဇဝင်တွင်လောက်တဲ့စကလုံးတွေတုံးပြီး ကိုယ်သဘောနဲ့ကိုလွတ်လပ်မှုကိုအယယူနေခြင်းအပြင် အောင်ပွဲခံနေခဲ့ပါတယ်။အမှန်တရားဆိုတာတွက်ဆမှုတွေသုံးသွားတဲ့အထိအမှန်တရားပဲဖြစ်ပါတယ်။အတူတကွထောင်ကျနေသူ လူငယ်တွေကသူတို့ရဲ့မွန်းကျက်နေတဲ့စိတ်စောအဟုန်တွေကိုမဂဇင်းအသစ်နဲ့ဆောင်လျှို့ဝှက်ထုတ်ဝေခြင်းအပြင်ဖွင့်ထုတ်ပေးလိုက်တဲ့အခါ သူကဦးလေးဦးကြီးတဲ့ဖွဲ့ ီတိသောမနတ်တွေဖြစ်နေခဲ့ပါတယ်ပထမအဆုံးထုတ်ဝေတဲ့မဂ္ဂဇင်းကို သူတို့ကဒီလိုင်းလို့နာမည်ပေးထားပါတယ်1988ခုနှစ်မတ်လအတွင်းပထမဆုံးကြဆုံးခဲ့ရတဲ့ចောင်းသားအတွက်အမှတ်တရအဖြစ် ထုတ်ဝေတာဖြစ်ပါတယ်နောက်တအုပ်ကတော့သွေးသစ်လိုင်းပဲဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်စင်ရတုအထိမ့်အမှတ်ဖြစ်ချိန်ကြိုက်ထုတ်ဝေတာဖြစ်ပါတယ် မဂဇင်းစာအုပ်မှာစာမျက်နှာ100နှစ်မျက်နှာပါဝင်ပါတယ်။ရှေဖုံးနဲ့ကြောဖုံးကိုတရုတ်ပြပုံတွေနဲ့တန်းစာဆင်ထားပါတယ်။လက်ရည်နဲ့ကူပြီးပွားတဲ့မူပွားတွေကိုသူတို့တတ်နိုင်သလောက်ပွားပြီးဖြန့်နိုင်သလောက်ဖြန့်ခဲ့ပါတယ်။ပထမတအုပ်ကိုအဆောင်၄ရဲ့အပြင်ဘက်မြေစာပုံတွေအောက်မှာ မြုပ်နှမ်းပြီးဖွက်ထားပါတယ်။နောက်တအုပ်ကိုတယောက်ကရေကန်နဲ့အရာရှိတွေရဲ့ ควอเตอร์အကြားမှာဖွက်ထားပါလေ policy စာရွက်တွေအပတ်စဉ်ထုတ်သတင်းလွှာတွေဒေရိုးရေးတဲ့နိုင်ငံရေးအစည်းတွေဟာပလူပြန်အောင်ထွက်ခဲ့ပါလေတိုင်းပြည်ရဲ့ထိပ်သီးတွေကို ပုတ်ကိုရေးဂုံပြုလွှာတွေလည်းပါတယ်ပါလီမန်ဒီမိုကရေစီရဲ့နောက်ဆုံးခေတ်ကဝင်းကြီးချုပ်ဥနုရဲ့အထုပ်ပတိနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အထုပ်ပတိအပါဝင်ပေါ့ ူတို့ကစာအုပ်တွေကိုနှစ်လက်မလောက်ထူအောင် ဖြည့်ကြတယ်ပလတ်စတစ်အိတ်တွေဂတ်ထူတွေတက်သားပြားတွေအဝတ်စုပ်တွေတုံးပြီးစာအုပ်ချုပ်လက်မှုပညာကျွမ်းကျင်တဲ့ထောင်ကျဖော်ကတာဝန်ယူချုပ်လုပ်ပါတယ်1955ခုနှစ်နိုဝင်ဘာလမှာစိတ်ကူးတွေကမတိကာစာမျက်နှာမှာပါဝင်နေကြတဲ့အကျဉ်းသားစာရေးဆရာ ပကြီးပညာရှင် အမှုပညာရှင်တွေဟာလွတ်လပ်တဲ့ပေါ်ပြမှုမီးလောင်ဘုံတစ်ဘုံဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးလှုပ်ရှားမှုတွေကို1988ခုနှစ်အတွင်းငြိမ်းချမ်းပြီးပျော်စရာကောင်းတဲ့မင်းမဲ့ပောက်ကွဲမှုကြီးဖြစ်ပြီးကလေးကမမြင်ရတော့ပါဘူးအာနာရှင်အစိုးရတည့်ရအဆုံးသက်ပြီးနောက်အာနာရှင်အစိုးရတည့်ရပေါ်ပေါက်လာတဲ့ခေတ်ဥမှာ အဲ့ဒီ1988ခုနှစ်လှုပ်ရှားမှုကြီးဟာ အိမ်မက်သဖွဲ ပြန်ဝဲနေခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲအပိုင်း1ကိုခေတ္တခဏရပ်နာပြီးလာမဲ့ရင်းနှင်းစရာတွေစိတ်ဝင်စားစရာတွေကိုဘဘအဝင်းပြင်ရဲ့အကြောင်းအရာလေးမှာဆက်လက်ဆောင်ရောနားဆင်ပေးကြပါဦးနော် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မ Venus ပါ။